Steven Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီပန်းတော့မင်္ဂလာပါလို့တော့လို့ဆက်ချင်ပါဘူးအားလုံးကကြားရတဲ့တဲ့တွေရစိတ်ကောင်းဖြစ်စရာတွေများနေတဲ့ကြောင့်မို့ခုကျွန်တော်ဒီနေ့မှာပြ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 ဟာကြတော့အခုရပါဆိုလို့ရှိရင်အဲကျွန်တော်တို့ဟိုဒီ social media မှာအာ တပ်ပုံတွေတင်ကြတယ်ဗျာတော်တော်များကိုလူတွေဟာရဲ့တပ်ပုံတွေတင်ကြတယ်ဟိုပြင်းစီနေရှင်လည်းကိုပဲကိုပဲသွားတဲ့ဟာတွေကိုတင်ကြတယ်ဒီကြိုက်မှာအဓိကတော့ကိုလူလာတွေသွားလာတဲ့တပ်ပုံတွေတော့ကိစ္စမရှိဘူးဗျာဟိုအကယ်ကိုတပ်ပုံတင်ခဲ့တာပြင်ခဲ့တဲ့ဟာကတခြားဟိုဥမာဒီကလေးတာခန်းစားခဲ့ရတဲ့လူတွေရဲ့အဲမျက်နာတွေ ပါနေလို့ရှိရင်နော်သူတို့အတွက်ကမကောင်းသူတို့ရဲ့ privacy ရဲ့ ticket လို့သူတို့ရဲ့စိတ်စင်းရဲနဲ့စိတ်ချမ်းမြေ့ဖြစ်နေခြင်းမှာတကူရဲ့ပုံကြီးက social media မှာဒီတက်သွားလို့ရှိရင် မကောင်းဘူးเนาะအခါကြောက်ရှင်သူတို့တွေလည်းအဲသူတို့ရဲ့မိသားစုတွေအတိုင်းဝိုင်းမိဆွေတင်ခဲ့ခြင်းတွေမြင်နေမကောင်းဘူးဒီချိန်မှာဘယ်လိုဖြစ်လို့အားလုံးကထိခိုက်ကြီးခွဲခံစားနေရတော့အဲအားလားကြောင့်မို့ဒီကိုကတင်တဲ့ခါမှာဆိုလို့ရှင်သူတို့ရဲ့ privacy နဲ့ညံ့ကြတော့အပြင်ကိုပုံကတော့ကိစ္စမရှိဘူးပြပြရတယ်သူတို့ရဲ့ကိုလူကံလူကိုရှာလူကိုလက်ခံတယ်လူဒီလူတွေရဲ့မျက်နှာတွေကိုဝါးပေးတာကတော့ပိုပြီးကောင်းတယ်ပေါ့နော် အဲဒဲရီဒီအားလက်လောအခြေအနေအရပဲကျွန်တော်ပြောပြပါဒါမှမဟုတ်ဘယ်နဲ့ကိုနောက်ပိုင်းမှာအာတခြားကိုတခုခုဒီစာကူရှိရချာတင်စရာကျောင်းစာကူရှိရရှိရင်ကိုရဲ့ပုံလေးကိုကိုရဲ့အလုံးနဲ့ပတ်သက်လို့တချို့ကျောင်းစာလေးမှာကိုရဲ့ product ဖြစ်ဖြစ်ကိုရဲ့တခြားကျောင်းစာတခုဖြစ်ဖြစ်အာဝါးချင်တယ်ဆိုလို့ရှိရင်ဒီ application နဲ့လိုလေးကိုလိုရတယ်ဒီ application နဲ့ရတယ်ကျွန်တော်တင်ရပုံပြောနေကြအတိုင်းပဲ free ရတဲ့ application တွေတခုပါ free ဆိုတော့တန်တော့ကျွန်တော်လေးတော့ကြည့်ပေးရတော့ဗျာဒီဟာလေးတော့ ဒီရှိရပေါ့အားဒီမှာကျွန်တော်တို့ကဒီ application မှာကိုလိုချင်တဲ့အာတပ်ပုံကိုထည့်ပြီးတော့ကိုလိုချင်တဲ့စိတ်ပိုင်းကိုဝါလို့ရမျက်နှာဝါချင်တာဒီဒီဘက်မှာတကား brand logo ပါနဲ့ brand logo ကိုဝါလိုက်မလားတခြားပေါ့နော်ကိုဝါချင်တဲ့နေရာကြိုက်တဲ့ဟာကိုဝါပြီးတော့တင်လို့ရတယ်အဲနောက်ပါမို့ရှင်းရှင်းလဲကိုကတပ်ပုံရိုက်ပြီးတော့သူ့မှာ take photo session ပါတယ်တပ်ပုံရိုက်နေတယ်တပ်ပုံရိုက်ပြီးပါအောင်ရိုက်ပြီးတော့တပ်ပုံနဲ့တကားလည်းပြန်ဝါလာအဲ့လိုမျိုးတွေလုပ်လို့ရတယ်ပေါ့နော်အားဒါတွေကိုကျွန်တော်အခုပြောပြပေးမှာဖြစ်ပါတယ် application လင်းကတော့ဒီ blur photo ပေါ့နော်ကျွန်တော်ဒီမှာပုံလေးအနီးကပ်ပြထားတယ်အဲ့ဒါလေးကို download ဆိုရမယ်ပေါ့နော်ကျွန်တော်ဆိုတော့ကျွန်တော်တို့မှာ install လုပ်လိုက်မယ်ကျွန်တော်ဆောင်ပြီးပေါ့ file size ကတော့ဒီမှာကြီးဦးဆွဲရမြင်တယ်ပြီးသွားလို့ရှိရင်ကျွန်တော်ဒီမှာသူ install လုပ်နေရင် install လုပ်မှာကျွန်တော် open နဲ့ဝင်ပြီးတော့ဘယ်လိုလုပ်ရမလဲဆိုပြမိမယ်ပြီးသွားဆိုရင်ကျွန်တော်ဒီမှာ open လုပ်ရမယ်ပေါ့နော် open လုပ်လိုက်ပြီးဆိုလို့ရှိရင်ကျွန်တော်ဒီထဲမှာရောက်လာဒီမှာ၃မျိုးရှိရဲကျွန်တော်တို့ ဟော library တွေက photo ကိုဝါးမရယ်ပြင်ကောတက်ပုံရိုက်ပြီးတော့ဝါးမဲ့ဟာရယ်အဲ့လိုတည့်ရ photo ရယ်နောက်ကဒါကိုပေါ့လုတ်ထားတဲ့ကိုလုတ်ပေါ့နော်အဲ့ဒါရှိအခုကျွန်တော်ထိစောရနေမှာ slab photo ရေးရမယ်ပေါ့ဗျာဒီလိုပြီးဆိုရင်ကျွန်တော်ဒီမှာအာကျွန်တော်ကတော့တက်ပုံလေးဝါးလို့တော့တောင်းလို့ဆွဲဖို့ပြောတယ်လို့လည်းကျွန်တော်ပုံလေးပေါ့နော်ဒီပုံလေးကိုကျွန်တော်လုပ်လိုက်မယ်အော်ဒီဘာမှရောက်ပါပြီကိုကဒီမှာအောက်မှာတို့များရှိရပလာဖန်ရှင်တွေဘယ်လိုဘုံဘုံမျိုးဝါးခြင်းတယ်ဒီမျိုးပုံစံမျိုးဝါးခြင်းလား အများကြီးပါအဲ့ဆိုကျွန်တော်ဆိုတော့ဒုတိယဟာလေးစာယူရမယ်ဒီဟာလေးကျွန်တော်ဒုတိယကိုစာအောင်မယ်ဒီအရင်ကလည်းဒီလိုပို့ပေးမယ်ဆက်ဆိုရင်တော့ဝါဝါပေါ့နော်ဟိုဒီကလည်းဒီချက်တွေပါဝါဝါအဲ့လိုလိုရတယ်တခြားဆိုရင်တော့ခြားပုံစံနဲ့ခြားပုံစံတရားလေးယူလို့ရတယ်ကျုပ်ကလည်းဒီလိုလိုအဲ့ဒီလိုဝါတော့ရတယ်အဲ့မှာပြည့်ရှင်ကျွန်တော်ဒါဝါတိုင်းဟာပြန်ဖြတ်ချင်တယ်ဆိုရင် erase လုပ်ပြီးတော့ကျွန်တော်ဒီမှာပြန်ပြီးဖြတ်လို့ရှိရင်လည်းကိုပုံလေးပြန်ရတာ ော်အဲ့လိုပုံစံမျိုးလေးလုပ်လို့ရတယ်ဆိုတော့ပြီးသွားပြီဆိုရင်ကျွန်တော်တို့မှဝါပြီးသွားတာဆိုလို့ရှိရင်ဟိုကျွန်တော်ဒီမှာ save လုပ်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့က photo library ကိုရောက်သွားပြီပေါ့နော်ဒါဆိုလို့ရှိရင်ဒါလေးပါလုပ်တာလွယ်တယ် photo library okay အဲ့ဒါပြီးသွားပြီကျွန်တော်တို့ဒါလည်းလုပ်ပြီးပြင်ကြည့်ခြင်းလို့ဒီမှာရှိရပါတော့တခြားပုံလေးဆိုရင်လည်းလုပ်ပဲ select photo name download တင်ရအောင်တော့ဒီပုံဒီမှာဒီပုံဒီပုံလေးယူလိုက်မယ် ဟိုအခြေကိုချက်လေးဟာဝါးခြင်းနဲ့ဟောယူပြီးတော့မျက်နှာဒီလိုလုပ်လိုက်ကိုလည်းဟွာဟွာနော်ဟွာဟွာပြီးတော့ကျွန်တော်စိတ်လို့လာပြီဆိုလို့ရှိရင်ပြီးသွားပြီဒါပါပဲလွယ်လွယ်လေး โอเคခုဆိုလို့ရှိရင်ကျွန်တော်လုတ်ပြပေးတဲ့တပ်ပုံလေးဘလို့ပေါ့မလဲဆိုတော့ Facebook အနေနဲ့ကောင်းကောင်းလုတ်တက်ပြီးတော့အာကိုယ်အလုပ်မှာပဲဖြစ်ဖြစ်အဲ့ကျရှိချိန်မှာကိုဒီကိုနည်းနည်းပတ်သက်ပြီးတော့လူတော့တန်းအောင်ခါမှာတခြားရဲ့လူရဲ့ privacy ကိုဟိုအာကာကွယ်ပြီးတော့အားဖြင့်ဒီလိုမျိုးလေးဘောနောပုံလေးတွေဝါပြီး တင်ပြတာတော့အကောင်းဆုံးဖြစ်ပါလိမ့်မယ်အဲနောက်ထပ်ဗီဒီယိုတွေမှာလည်းပြန်လည်းလုံးတွေ့ပါအောင်မယ်ကျွန်တော်နေစဉ်ဒီလိုအာအကျိုးရှိတဲ့ application လေးတွေသုံးဝင် application လေးကိုလည်းနောက်ဗီဒီယိုမှာဆက်ဆက်ပြီးသွားပါအောင်မယ်။အားလုံးပဲဒီဘေးရန်တွေရဲ့ကက်ဆိုကြီးမှာအမြဲတမ်းလုံမြောက်ပြီးကျွန်မချမ်းသာပါလို့ဆုမကောင်းတောင်းပေးပါရစေ။